မထားနဲ့မထားနဲ့ဘပြင်းနေဘလို့ပဲဖြစ်ဖြစ်လေနော်အိမ်နေ ဆုံးရှုံးသွားရပြီနေစရာမရှိတဲ့လူတွေအများကြီးဖြစ်သွားပြီပေါ့နော်နန်းတို့ဆိုလို့ရှိရင်လည်းအိမ်တလုံးရဖို့အတွက်နန်းတို့အများကြီးစူးစမ်းရတယ်အများကြီးရင်းရတယ်ပေါ့နော်အလုပ်တွေအချိန်တွေအများကြီးပေးပြီးစူးစမ်းပြီးအိမ်တလုံးကိုစောက်ရတာအခုအိမ်တွေကဒါငင်လင်းကြောက်ဘလုတ်ကနေဘလုတ်ကနေမြေထဲမှာအဆရှာမရဘူးပေါ့နော်အကုန်ပျောက်ပြာကြတော့အဲ့လိုမျိုးပုံစံမျိုးဖြစ်သွားတာပေါ့နော်မြေမုံလေးတစ်စီးလောက်ပဲအဲ့လိုပဲကြံတော့တယ်ဆိုတော့ဟာနန်းအဲ့ဒါလေးတွေကိုကူညီနိုင်ဖို့ပါโอ้ အမေတွေဆိုရင်ဒါသားသမီးပေါ်မှာဇောဆိုဘလောက်ကံမလဲဗောနော်သားသမီးကိုကဲလို့မရဘူးအဲ့လိုမျိုးတွေလည်းရှိတယ်အဲ့ဒါတွေကိုတွေ့ရပြောနာတကယ်စိတ်မကောင်းအခုနန်းဗောနော်ဆုံးဖြတ်ချက်ချထားတယ်နန်းတက်နိုင်တဲ့လောက်လှူမယ်ဗောနော်အခုနန်းတချင်းဆိုတဲ့တပွဲဆိုနန်းသိန်း30ရတယ်အမှနန်းဒီဟာလေးတွေဗောနော်နန်းလှူသွားမယ်လို့နန်းဆုံးဖြတ်ချက်ချထားပါရှင့် ောက်တဲ့နေမှာပေါ့နော်နန်းခྱི་ထွက်နေတာအဲခྱི་ထွက်နေခါကျတော့နန်းအဲ့လိုလမ်းမှာပေါ့နော်ကားပေါ်မှာနန်းတတိတိတ်မထားမိလိုက်ဘူးငလျင်လှုပ်တယ်ဆိုတာကိုလေအို့လိုပေါ့ ဟိုပြောမယ်ဆိုရင်တော့ကားကလည်းတွားနေတော့ခါကြတာလေနဲကောင်းကောင်းကြီးမသိဘူးဒါပေမဲ့နောက်လိုင်းတုံးလိုက်တဲ့အချိန်မှာပေါ့နော်အဲ့လိုငလင်နေရလေအာတစတဲ့တစတဲ့ပေါ့နော်ပူပူတိုးတိုးလာပြီးတော့မြင်ရတဲ့ဟိုပုံရိပ်တရားလည်းတော်တော်လေးကိုစိတ်မကောင်းစရာဖြစ်ရတယ်နောက်ပြီးတော့နဲအဲ့လိုခီးတွားနေတဲ့အချိန်မှာပဲပေါ့နော်နဲအနှိဋ္ဌာအာယုံတွေဆိုနဲမကြည့်ဖြစ်ဘူးတောင်တောင် Facebook မှာတက်လဲနဲကြော်သွားတာအဲ့လိုမျိုးကြီးဆိုလေနဲဘာလို့ဆိုနှလုံးမခိုင်ဘူးပေါ့နော်နဲအဲ့လိုမျိုးကြီးဆိုမကြည့်ချင်ဘူးစိတ်မကောင်းဖြစ်တတ်လို့ပေါ့နော် အဲ့ခါကျတော့နန်းမကြည့်ဘူးမကြည့်တဲ့ခါကျတော့နန်းရှေ့မှာပဲအဲ့ကားသွားနေနေပဲပေါ့နော်အဲ့ရှေ့ကားကနေရောခွေးတကောင်ကိုတိတ်သွားတာကိုအဲ့လိုလက်လက်ဆက်ဆက်ကြည့်အဲ့အဲ့နမိတ်ကိုအဲ့ဒီဟာရေမြင်လိုက်တယ်မြင်လိုက်တဲ့ခါကျတော့စိတ်ထဲမှာလေဟာမကြည့်ဘူးဆိုလုံးဝမျက်လွှာကိုချလိုက်တာချလိုက်ပြီးတော့မှအော်စိတ်လေးပြေပြောက်ဆိုကားသွားနေနေနန်း Facebook တုံးတာပေါ့နော်တုံးကြည့်လိုက်တဲ့ချိန်မှာ line ပေါ်မှာလည်းလေတကယ်ပါမြင်ရစရာမရှိဘူးပေါ့နော်နန်းလေတကယ်စိတ်မကောင်းတိလားပြောရလို့ရှင်လေဟို မိဘနဲ့သားသမီးတွေရောပေါ့နော်ဒီအိမ်ကြီးပေါ့နော်ပျို့ကြရယ်ပေါ့နော်အဲ့လိုက်တွေနဲ့တွေ့ရတာပေါ့နော်တကယ်စိတ်မကောင်းပါဘူးပြီးတော့ခါကျတော့လည်းဒီထိုင်းနဲ့မြန်မာပေါ့နော်ဖြစ်သွားတာထိုင်းကတော့နည်းပါတယ်ဒါပေမဲ့မြန်မာနိုင်ငံသားတွေကြီးပဲတော်များဆုံးရှုံးသွားတဲ့အသက်တွေပေါ့နော်ပြီးတော့ခါကျတော့ဒီမန္တလေးမြို့ဆိုလည်းအထင်ကြီးရနေရာတွေတကယ်ပေါ့နော်အဖိုးတန်နေရာကြီးတွေပေါ့နော်ဆုံးရှုံးသွားရတယ်နဲ့အဲ့ဒါပြင်ပြင်ပြီးတော့လည်းတကယ်စိတ်မကောင်းဘူးအဲ့တော့ လူအသက်တစ်ချောင်းလောက်ပဲရမှာတော့အရေးမကြီးပါဘူးအဆောက်အဦတွေများစွာဆုံးရှုံးတယ်ဒီမြန်မာနိုင်ငံအမွေနစ်တွေလည်းအကုန်လုံးဆုံးရှုံးရရပေါ့နော်ဒီလိုမျိုးတွေပျက်စီးတာတွေများပြီးတော့မြေမှန်နဲ့တကယ်လည်းတံဝေကရပါတယ်ပွားပြီပွားပြီပွားပြီနဲ့စိတ်ထဲမှာပေါ့နော်နန်းထင်တာတော့လीနဲဒါတွေကိုမြင်ရပြီးတော့ပေါ့လीတကယ်တကယ်လူထက်အသက် ်အရေးကြီးတာဘာမှမရှိတဲ့အတွက်တန်းတို့ဘာသာရေးများများလုပ်ဖို့လိုတယ်စိတ်ကောင်းနှလုံးကောင်းထားဖို့လိုတယ်အဓိကပေါ့နော်အဲ့လိုမျိုးလေးနန်းဆင်ခြင်းမိတယ်ပေါ့နော်ဒါနန်းတို့ဆိုလည်းအရင်ကတည်းကလည်းလုပ်နေပါတယ်အခုဆိုရင်ဒါဒီအဲ့လိုမျိုးဖြစ်စင်နေပေါ့နော်ဒါတဘာဝဘေးတွေလေလုံးဝရှောင်လွဲလို့မရတဲ့ဒဏ်တွေပေါ့နော်အဲ့လိုမျိုးကြီးတွေကြုံရတာနှစိတ်လည်းမကောင်းနှလုံးလည်းတုံတယ်တကယ်အခုနဲ့တချင်းဆိုဘူးသွားနေရပေါ့နော်သွားနေတယ်လမ်းမှာလမ်းမှာပဲဖြစ်တာနန်းအိမ်မှာလည်းမရှိဘူး အဲ့တော့ကိုရင်ကမိဘတွေဆိုလဲဒါပေါ့နော်လှမ်းပြီးတော့မှတတိယနေ့ပေးကြမေးကြပေါ့နော်အဲ့လိုမျိုးကြီးစိတ်ထဲမှာတကယ်ကိုမကောင်းတာပါဒါတနိုင်ငံလုံးညီပါဆုံးရှုံးကြရလားဆိုတော့လေမိသားစုကြီးလဲ क्वे ရတယ်အသက်တွေအများကြီးဆုံးရှုံးရတယ်ပြီးတော့ရှုပ်ဆိုမရှိမဆက်ပေါ့နော်အိမ်ထဲမှာပိကြံနေခဲ့တဲ့အမေတွေဆိုရင်ဒါသားသမီးပုံမှာဇောဆိုဘလောက်ကံမလဲပေါ့နော်သားသမီးကိုကယ်လို့မရဘူးအဲ့လိုမျိုးတွေလည်းရှိတယ်အဲ့ဒါတွေကိုတွေ့ရပြီးတော့တကယ်စိတ်မကောင်းအခုနန်းပေါ့နော်စုံဖြတ်ချက်ချထားတယ်နန်းတက်နိုင်တဲ့လောက်လှူမယ်ပေါ့နော်အခုနန်းတချင်းဆိုတဲ့တပွဲဆိုနန်း330ရတယ် အမှန်တမ်းဒီဟာလေးတွေပေါ့နော်နန်းလှူသွားမယ်လို့နန်းဆုံးဖြတ်ချက်ချထားပါရှင်လိုအပ်တဲ့နေရာလေးပေါ့နော်အဲပြီးတော့ခါကျတော့အခုဆိုလို့ရှိရင်ဒါဘလို့ပဲဖြစ်ဖြစ်လေနော်အိမ်နေဆုံးရှုံးသွားရပြီနေရမရှိတဲ့လူတွေအများကြီးဖြစ်သွားပြီပေါ့နော်နန်းတို့ဆိုလို့ရှိရင်လည်းအိမ်တလုံးရဖို့အတွက်နန်းတို့အများကြီးစူးစမ်းရတယ်အများကြီးရင်းရတယ်ပေါ့နော်အလုပ်တွေအချိန်တွေအများကြီးပေးပြီးစူးစမ်းပြီးအိမ်တလုံးကိုစောက်ရတာအခုအိမ်တွေကဒါငင်လင်းကြောက်ဘလော့ကနဲ့ဘလော့ကနဲ့မြေထဲမှာ ဆရှာမရဘူးပေါ့နော်အကုန်ပျောက်ပြာကြတော့ဟာအဲ့လိုမျိုးပုံစံမျိုးဖြစ်သွားတာပေါ့နော်မြေမုံလေးတစ်စီးလောက်ပဲအဲ့လိုပဲကြံတော့တယ်ဆိုတော့ဟာနန်းအဲ့ဒါလေးတွေကိုကုညီနိုင်ဖို့ပါနန်းရဲ့ဒီပေါ့နော်အမှုပညာလောက်အားလေးနဲ့နန်းလှူဒန်းသွားမှာပါရှင် ။ဒန်တို့ဒီလိုမျိုးတွေပေါ့နော်တဘာဝဘေးဒဏ်တွေဖြစ်နေတာတော့နည်းလိုင်းပေါ်မှာပဲဖြစ်အခုခေတ်ကတော့အများကြီးခဏခဏဖြစ်နေတယ်နော်မီးဒဏ်တွေရောအဲ့လိုမျိုးတွေအများကြီးကြားမှုပါတယ်ကြားရပါတယ်။ဒန်တို့တာချီလိုက်မှာဆိုလို့ရှင်လဲဒီတာလီမျိုးကြီးရပေါ့နော်မီမျိုးတဲ့မျိုးတလို့ပဲပေါ့နော်အကုန်လုံးအိမ်တွေဆိုကလုတ်ကလုတ်နဲ့မြေထဲမှာပြုတ်ကျသွားတာအစနာရှာလို့မရအောင်အဲ့လိုမျိုးတည်တည်လဲနန်းကြားခဲ့ဘူးပါတယ်။အဲ့အဲ့ဒီတော့လဲနန်းတို့ဆိုလို့ရှင်ဒါအတက်နိုင်ဆုံးဒါပရိုက်တာအနေနဲ့လဲကူညီခဲ့ဘူးပါတယ်။အခုလဲပေါ့နော်အဲ့လိုမျိုးတွေထတ်ကြရတယ်ဆိုတော့တကယ်စိတ်ထဲမှာယဉ်ထုမနာစိတ်မကောင်းဝမ်းနဲ့ကြည်ကွဲရ ပါရှင်ဟုတ်ဒီလိုမျိုးဒဏ်တွေဘေးတွေကြာရောက်လာတဲ့အခါမှာနန်းတို့ပြေးမလို့ဘူးအဲရှောင်ရွဲဘူးပေါ့နော်လူတိုင်းကဒါတေမျိုးတွေကြီးပဲပေါ့နော်တေမျိုးတွေကြီးပဲဆိုတော့နန်းတို့တေဖို့နေ့ကိုနန်းတို့အော်တူတင်ပြင်ဆင်ရတော့မယ်လို့ပဲနဲ့ဒီလိုပဲမြင်လာပါတယ်ဘာဖြစ်လို့လဲဆိုတော့လေနန်းတို့ကဟိုစားဖို့ နေဖို့ထိုင်ဖို့လှဖို့ပေါ့နော်ရှင်တန်ဖို့ပဲနန်းတို့ကရီမှန်းပြီးတော့မှရှာဖွေနေကြတယ်ပေါ့နော်အမှန်တကယ်တော့ဒီနေ့နဲ့မနေ့ပြန်ဘာမှပြောလို့မရတဲ့ဘဝတွေဖြစ်နေတဲ့ခါကျတော့နန်းတို့တေဖို့ပြင်ဆင်ဖို့လိုပါတယ်ဘယ်တေဖို့ပြင်ဆင်လဲဆိုတော့ပါစိတ်ကိုခံတိုင်းရင်းရှိအောင်ပေါ့နော်အခုလိုမျိုးတွေရုတ်တရက်ကြုံလာတဲ့ခါမှာနန်းတို့ရုတ်တရက်ပေါ့နော်နှလုံးတွေတွေးပြက်မတက်ခံစားရတယ်နာကျင်ရတယ်ပေါ့နော်ဝမ်းနဲ့ကြည်ကွဲရတယ်အဲ့လိုမျိုးလေးဒါမဲ့နန်းတို့အဲ့ဒါကြောင့်မလို့အခုစင်ကျင်ရမှာဒီဟာရှေ့လျှောက်ဆိုရင်နန်းတို့ဘာသာရေးများများလုပ်ရမယ်ပေါ့နော်အဲ့လိုတေဖို့နေ့တွေကိုပြင်ဆင်တက်တဲ့နီးလေးတွေနန်းတို့ရှာကြံမိနေ 听懂了吧，妹夫？好。